အားလုံးမင်္ဂလာပါဒီနေ့မှာတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ကြက်မဲရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ကြက်မဲဆိုတာအင်ဒိုနီးရှားနိုင်ငံဇာတိဖြစ်တဲ့ထူးခြားစံပြပြီးရှားပါးတဲ့ကြက်မျိုးစိတ်တစ်ခုပါသူ့ရဲ့အနက်ရောင်တွင်ပြင်ကြောင့်ကဘာတဝန်းမှာလူသိများပြီးအင်းစင်မလို့ မူရဲ့အမည်နဲ့ခေါ်ရင်းလေးရှိပါတယ်လေဆိုတာအင်ဒိုနီးရှားဘာသာစကားမှာချက်ကိုဆိုလိုပြီးဆမ်မန်လေးကတော့ဂျာဘာကျွန်းပေါ်ကချက်မျိုးစိတ်တွေစတင်တွေ့ရှိခဲ့ရာရွာလေးရဲ့နာမည်ဖြစ်ပါတယ်ထူးခြားတဲ့တွင်ပြင်လက္ခဏာများချက်မဲရဲ့အဓိကထူးခြားချက်ကတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအည်ပြားအမွေးတောင်အသာရိုးအတွင်ပိုင်းကိုတွင်းအင်္ဂါတွေထိအနက်ရောင်ဖြစ်နေတာပဲဖြစ်ပါတယ် ဒီလိုအနဲ့ရောင်ဖြစ်နေရတဲ့အကြောင်းရင်းကတော့ fibromyalgia လို့ခေါ်တဲ့မျိုးပိစဆိုင်ရာအခြေအနေကြောင့် melanin နော်မလန်ဓာတ်လုံကဲစွာထုတ်လုပ်ခြင်းကြောင့်ပါအမွှေးတောင်နဲ့အရေပြားတောက်ပပြီးနှက်မောင်တဲ့အမွှေးတောင်တွေကအစိမ်းရောင်ခရမ်းရောင်တန်းနေတတ်ပါတယ်အရေပြားကလည်းနှက်မောင်ပါတယ်မျက်လုံးနဲ့နှုတ်သီးမျက်လုံးတွေကလည်းအနဲ့ရောင်ဖြစ်ပြီးနှုတ်သီးနဲ့ခြေထောက်တွေလည်းနှက်မောင်ပါတယ်အသားနဲ့အယိုးသူတို့ရဲ့အသားနဲ့အယိုးတွေဟာလည်း အ내ရောက်မဲ့ဖြစ်ပါတယ်အသားစားသုံးသူတွေအတွက်တော့အမြင်ဆန်းပြီးထူကြတဲ့အတွေ့အကြုံကိုပေးပါတယ်ကြက်ဦးဒါပေမဲ့ကြက်မဲတွေရဲ့ကြက်ဦးကတော့အ내ရောက်မဟုတ်ပဲခရီးမန်ရောင် cream color တို့မဟုတ်ပန်းရောင်အ내ငယ်တန်းနဲ့အရောက်မျိုးရှိပါတယ်ကြက်မဲရဲ့ကျမ်းမာရေးအကျိုးကျေးဇူးများကတော့ကြက်မဲသားဟာတခြားကြက်သားတွေလိုပဲ protein တက်ကြွယ်ဝစွာပါဝင်ပါတယ် ရိုတင်းတက်ကစက်သားတိဆောက်ဖို့ကိုခံအားကောင်းမှုနဲ့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းမွန်ဖို့အတွက်အရေးကြီးပါတယ်။သူတို့ရဲ့အနက်ရောင်သားမှာတန်တက်လဲကြွယ်ဝစွာပါဝင်ပါတယ်။တန်တက်ကသွေးအားနည်းခြင်းကိုကာကွယ်ပေးပြီးခန္ဓာကိုယ်အနက်အောက်ဆီဂျင်သယ်ယူပို့ဆောင်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။ဒါ့အပြင်ဗီတာမင်အုပ်စုတွေလည်းပါဝင်တာကြောင့်အာယုံကြောစနစ်ကောင်းမွန်ဖို့နဲ့စွမ်းအင်ထုတ်လုပ်ဖို့အတွက်အထောက်အကူပြုပါတယ်။ အင်ဒိုနီးရှားရိုးရာဆေးပညာမှာတော့ကြက်မဲဟာအာတိုဆေးဖြစ်တဲ့မိဘပိစအမျိုးသမီးတွေအတွက် အားဆေးဖြစ်အသုံးပြုကြပါတယ်။သူ့ရဲ့ထူးခြားတဲ့အရောင်နဲ့စွမ်းအင်ကြောင့်လည်းအထူးယုံကြည်မှုတွေ ရှိကြပါတယ်။ဒါပေမဲ့တိတ်ပန်နီးကြသူတေသနာတွေကတော့ဒီအချက်တွေကိုအပြည့်အဝအတိမပြုနိုင်သေးပါဘူး။ကျန်းမာရေးအတွက်အဓိကကတော့မျှတတဲ့အစားအသောက်နဲ့ကျန်းမာတဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။မွေးမြူခြင်းနဲ့ဈေးကွက်လေကတော့ကျက်မဲတွေဟာအလှမွေးကျက်အဖြစ် လူကြိုက်များပြီးစိတ်ဝင်စားမှုမြင်မာပါတယ်။နင်းတို့ရဲ့ရှားပါမှုနဲ့ထူးခြားတဲ့တွင်ပြင်ကြောင့်ဈေးနှုန်းမြင်မာလေးရှိပါတယ်။အထူးသဖြင့်အနောက်နိုင်ငံတွေမှာကျမဲတကောင်ရဲ့ဈေးနှုန်းဟာဒေါ်လာရကဏန်းကနေထောင်ကဏန်းအထိရှိနိုင်ပါတယ်။မွေးမြူရတာလွယ်ကူပေမဲ့မျိုးပိစာစစ်မှန်တဲ့ကျမဲအစ်စ်ကိုရှာဖွေရတာကတော့ခက်ခဲပါတယ်။အစ်စ်အမှန်ကျမဲဆိုတာခန္ဓာကိုယ်တစ်ခုလုံးမဲလာနေတဲ့လွန်ကဲစွာ ပါဝင်နေရတာကိုဆိုလိုပါတယ်။ ယုံကြည်မှုနဲ့ဒဏ္ဍာရီများကတော့အင်ဒိုနီးရှားနိုင်ငံမှာစက်မဲနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေနဲ့ဒဏ္ဍာရီတွေရှိပါတယ်။အချို့ကစက်မဲတွေဟာမော်စွမ်းတွေရှိတဲ့ကံကောင်းခြင်းတွေစောင့်ခြင်းပေးတယ်လို့ယုံကြည်ကြပါတယ်။လက်ရောင်ဟာအင်ဒိုနီးရှားယဉ်ကျေးမှုမှာလူဝတ်စမ်းကြည့်ခြင်း၊ကြွေးဝါခြင်းနဲ့အစွမ်းထက်ခြင်းတို့ကို ကိုးစားပြုတယ်လို့လည်းယူဆကြပါတယ်။ဒါ့အပြင် အချို့အစင်လာထုံတမ်းစင်လာတွေနဲ့ဘာသာရေးအခမ်းအနားတွေမှာလည်းစက်မဲတွေကိုအသုံးပြုတတ်ကြပါတယ်။ ချက်မဲ AM Samani ဟာသူ့ရဲ့တမှုထူးခြားတဲ့အ내ရောင်တွင်ပြင်ကြောင့်ကဘာချက်မျိုးစိတ်တွေထဲမှာထင်ရှားပြီးစိတ်ဝင်စားစရာကောင်းတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။အလှမွေးချက်အဖြစ်သာမကယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေမှာပါအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ချက်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိသွားတယ်ဆိုရင်တော့ like လေးပေးခဲ့ပေးပါ နောက်အစ်စ်တင်မဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုလည်းသိရှိရအောင် subscribe လေးလုပ်ထားပေးပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါမိတ်ဆွေတို့ရဲ့တငယ်ချင်းများသိရှိရအောင်လို့လည်း share ပေးခဲ့ပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်